ကလောမြို့ပြည်သူစေယုံကြည်နိုင်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများစုပေါင်းတက်ရှင်ရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။တောင်ပိုင်းကလောခရိုင်ကလောမြို့ပြည်သူစေယုံကြည်နိုင်ချေအန်ဒီရနဲ့သွေးလွန်တကွေယောဂါကျိုးတင်ကာကွယ်ရေးအတွက်ယနေ့နဲ့နဲ့9နာရီကကလောခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများကလောတက်နယ်အရာရှိစစ်တီများပူပေါင်း၍စုပေါင်းတက်ရှင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထို့သို့ဆောင်ရွက်ရာတွင်ကလောတက်နယ်မှဗိုလ်မှူးချုပ်ကျော်သူရ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူးဦးလင်းစော်ထွေခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးစောဦးမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကရာဦးစိုးသိန်းနှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကဲများနှင့်ဝန်ထမ်းများကလောတပ်နယ်တပ်ဖွဲ့ဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ကလောမြို့ပြည်သူစေယုံကြီးဝင်းတွင်ရှိချုံနယ်မြက်ပင်များခုတ်ထွေရှင်းလင်း၍စုပေါင်းတပ်ရှင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခမညာ